ရာသီကြိုမှာဖျက်ချရတော့မဲ့တန်ရုံးစင်နှောင်းကြိုးများပြည်သက်များလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဆုံကနေပြန်လဲကြိုဆိုလိုက်ပါတယ် အသင်းတသင်းကိုပြန်လည်ကယ်တင်ခြင်းနဲ့ဆိုရင်အဝေလဲကန် virus တွေကိုရှင်းထုတ်ဖြစ်ဖို့ရည်ကြီးပါတယ်ဒီခါမှဘလောက်ပဲခြေရတဲ့ academy တွေလေးပဲဖြစ်ဖြစ်တန်ရောစင်ဖျက်သိမ်းတော့ဖျက်ရတာပါပဲ Robin Morin ကလည်း United ကိုကယ်တင်မယ်ဆိုရင်တန်ရောစင်ကြိုးတချို့ကိုဖျက်ခုတ်ပေးဖို့လိုအပ်လို့နေပါတယ်နေပြ Robin Morin ဟာကစားသမား၄ယောက်ကိုပထမအသင်းကြီးရဲ့လူစင်းကနေဖယ်ရှားလိုက်ပြီးတဲ့နောက်မှာဒီကစားသမားတွေကိုရာသီကြိုခီးကနေခြံရိုက်ခဲ့ဖို့ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ် Morin ဟာသူ့ရဲ့ပုံရိပ်ကို Old Trafford မှာတည်ဆောက်ဖို့အခွင့်အရေးရရှိနေပြီဖြစ်ပြီးနေရာဒီမှာအသင်းကိုစိတ်ကြိုက်ပုံသွင်းဖို့အတွက်တချို့ဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ဖြစ်လာခဲ့ပါ ါတယ်။ဒါကြောင့်လဲမော်ရင်ကလာမယ့်အမေရိကရာသီကြိုခရီးစဉ်မှာစူပါစတားလေးရောက်ကိုထည့်မစင်းစားထားကြောင်းသတင်းတွေကဖော်ပြလာကြပါတယ်။အမော်ရင်ကသူ့ရဲ့အသင်းကနေမာကတ်ရက်ဖို့ဂျေဒန်ဆန်ချိုအန်တိုနီနဲ့အလဟန်ဒိုကာနာချိုတို့ကိုဖယ်ရှားလိုက်ပြီးပါပြီ။ဒါကြောင့်ဇူလိုင်မှာဒီကစားသမားတွေကအသင်းမှာဆက်ပြီးရှိနေကြောင်းမယ်ဆိုရင်တော့မှအမော်ရင်ကတော့အမေရိကခီးကနေချိန်ရထားခဲ့မှာဖြစ်ပြီး United ရဲ့ Current နဲ့လေ့ကျင့်ရေးကွင်းမှာပဲတည်ကြလေ့ကျင့်ရမယ်လို့သိရပါတယ်။ အမော်ရီရဲ့ဆုံးဖြတ်ချက်ကပြဿနာကိုအမြင့်ကနေနှုတ်ဖို့ကြိုးစားတာဖြစ်ပြီးဆိုးရွားတဲ့ရာသီတစ်ခုရဲ့အဆုံးအသတ်မှာလောက်ကိုလွှဲရမယ့်ရှင်းလင်းရေးတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီမှာ United ကဆိုးရွားဆုံးဖြစ်ခဲ့ပြီးအနှစ်90အတွင်းမှာအနိုင်ဆုံးအဆင့်ဖြစ်အဆင့်59ကနေရာသီသိမ်းခဲ့ရပါတယ်။ United ရဲ့ Europa League ခရီးကတော့အနာဘောမှာစားသိပ်ခဲ့တာပါ။ Europa League Final တိရှုံးဝဲမရှိတက်လာနိုင်ခဲ့ပေမဲ့ Final ကျမှ Spain ကို1-0နဲ့ရှုံးလိုက်ရတာက United ကိုဖလားလက်မဲ့ဖြည့်စင်ုံနဲ့မကဘဲနောက်ရာသီမှာပါဥရောပဝင်ခွင့်မရဖြစ်သွားစေခဲ့ပါတယ်။ DPR တွေက manager အသစ်ပေါ်အများကြီးပြီးကြနေပြီးဒါရီကိုကြော်လွားဖို့ဆိုရင်လည်းအသင်းရဲ့ ကြမှာကိုအပိသက်ပြောင်းလဲဖြစ်ဖို့လိုအပ်လို့နေပါရယ် ။ဒါကြောင့်လည်းအသင်းတာဝန်ရှိသူတွေကအမော်ရင်ကိုယုံစားပုံအပ်ပြီးဆုံးဖြတ်ချက်အတိုင်းအပြည့်အဝထောက်ခံသွားဖို့စီစဉ်ထားကြပါရစေ။အတွင်သတင်းတရားရဲ့အဆိုအရအမော်ရင်ဟာအသင်းနဲ့ပတ်သက်တဲ့သူ့ရဲ့လုံခြုံရေးခွင့်တွေကိုအပြည့်အဝသုံးချသွားမယ်လို့သိရပါရစေ။ရာသီတဝက်မှာဝင်လာရတာကနီးပြားအတွက်ခက်ခဲခဲ့ပေမဲ့အခုဆိုရင်အမော်ရင်မှာအသင်းကိုသူ့ပုံရိပ်အတွက်ပြန်လည်တည်ဆောက်ဖို့အခွင့်အရေးရှိနေပြီးမို့နည်းနည်းလေးတော့အချိန်ဖြုံးမနေပဲလုံးစရာရှိတာတွေကိုလုံဆောင်နေကြောင်းလည်းသတင်းပေးကဖော်ပြခဲ့ပါရစေ။အမော်ရင်ကဂျာစီအတွက်အသက်ပေးနိုင်တဲ့ကစားသမားမျိုးသူ့အရာတွေကိုအမိလိုက်နိုင်တဲ့ကစားသမားမျိုးကိုပဲလိုချင်တာပါ။သူကလူနေနေနဲ့အများကြီးစီးလုံးရတဲ့အသင်းမျိုးကိုလည်းဖန နစ်နေကြပါတယ်။ဒါမှကစားသမားတိုင်းကပွဲချိန်ရပြီးထဲကစားတဲ့အခါတိုင်းမှာကြက်ခိုင်မှုပြေးဝနေကြပါပါ။အမော်ရင်ကပန်းဒီပုတ်တွေအနောက်ရှတ်တွေကိုအသေးမှမထားချင်ပါဘူးလို့ပြောပြခဲ့ပါတယ်။ United ဟာနွေရာသီမှာအသင်းပြန်လည်တိစောက်မှုအတွက် Uvaena အသင်းရဲ့တိုက်စစ်မှုမာတီးယက်ကွန်ညာကို0.65တန်းနဲ့ခေါ်ယူထားပြီးဖြစ်ပါတယ်။ ယူနိုက်တက်ကဘရန်ဖို့တိုက်စစ်မှုဘရိုင်ယန်အမ်ပီမိုကိုချိန်ဆက်နေတယ်လို့သူတို့ကိုညှင်းဆန်ထားတဲ့အမော်ရင်ရဲ့တပေဟောင်းစပေါ်တင်ကစားသမားဗီတာရက်ကိုလည်းစိတ်ဝင်စားနေတုံးပါပဲကစားသမားတွေခေါ်ယူဖို့အတွက်ဆိုရင်လက်ရှိကစားသမားတွေကိုပြန်ရောင်းပြီးရန်မုံငွေရှာဖွေဖို့ကအဓိကဖြစ်ပါတယ်ယူနိုက်တက်ဘက်ကတော့ရက်ဖို့ကနာချိုဆန်ချိုနဲ့အန်တိုနီတို့ကိုရောင်းချနိုင်ရင်ငွေကြေးတချို့ပြန်လည်စီးဝင်လာနိုင်တယ်လို့ယူဆထားပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်